မင်္ဂလာပါရှင်အောက်တိုဘာလ20ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့တွေတိမ်နှင်းငယ်ဖြစ်ထိုးနေပြီကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်မှတိမ်ထူထပ်နေပါလေယနေ့မနက်9:30မိနစ်အချိန်တိုက်ထွားကြများအရာဖင်လန်ပင်လယ်ပြင်အနောက်ပိုင်းတွေဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာ အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိခဲ့ပါလေအဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနေပြီးနောက်24နာရီအတွင်းအာကောင်တော်အပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်သို့ရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အေယာဝတီတိုင်းတနင်္လာရီတိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့မိုးပြည်နယ်တို့မှာနေရာကျကျ ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထိပ်ချုံရွာပါမယ်။ရွာရဲ့ရာနှုန်းပြည့်ဖြစ်ပါလေ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာအေယဝတီတိုင်းမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေးရှာရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်း၊လေပြင်းတိုက်ခိုက်ခြင်း၊မိုးတိမ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်ပါလေ။ ။မပင်လေပြင်မှာလှိုင်းနဲ့ငယ်မှာလှိုင်းတင်တဲရှိပါမယ်။လှိုင်းမြင့်မှာမြမကံယူတန်းတစ်ချောင်းနဲ့ကံလုတ်ပင်လေပြင်တို့မှာ၄ပင်မှာ၆ပင်ခန့်ရှိနိုင်ပါလေ။နောက်နှစ်ရက်အတွက်ခမှန်းချက်မှာတနင်္လာရီတိုင်းဒေသကြီးမှာမိုးပိုလာပါမယ်။မိုးလေဝသတရင်စီစဉ်ကိုမိုးလေဝသဌာန MOH ADM နဲ့ Windy တောက်ခွန်းတို့မှရယူဖော်ပြထားပါတယ်။အောက်တိုဘာလ20ရက်နေ့ PPN ရဲ့မိုးလေဝသတရင်များကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမသူစားပါ။